ဧရာဝတီတိုင်းအင်ကပူမြို့နယ်အတွင်းမှာစစ်ကောင်စီနဲ့တွန်လိုင်းပူပေါင်းတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။အင်ကပူခြေဆိုင်တမာရောတမ်းမြင့်လေးကျင်ရေးကျောင်းတာကကငါအနီးကဗန်မွေးကုန်းတဝိုက်မှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။တမာရောလေးကျင်ရေးကျောင်းသာကတ်လာပြီးစစ်တပ်ကစစ်ကူရောလေးကျောင်းကနေရောတိုက်နေတယ်။တွန်လိုင်းတပ်တွေကရှေ့ကိုပိုရောက်လာတယ်လို့ဒေတာရင်းသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ စစ်ကောင်စီကတက္ကကငါအတွင်းကနေစစ်ကူဇက်တိုက်ပို့လွတ်နေပေမဲ့လည်းတော်လိုင်းတက်တွေကရှေ့တိုးလာတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့မေလ15ရက်နေ့ကလေးကတက္ကကငါအနီးကိုစက်တက်လေဒီတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးလေးမျက်နာမြို့နယ်ရှိချင်းခိုင်ကွင်းအင်ကပူရှိဘဲပြားကုန်းစာစီကုန်းကွင်းကျေးရွာတွေကို မေလ16ရက်နေ့မှာစစ်ကောင်စီကဝိုင်းထွဲလေရင်နဲ့ဒေဆောင်တိုက်ခိုက်မှု16ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ် စင်ကောင်စီကဗန်ပွေးကုန်းကျေးရွာဘက်မှာသာထိတွေ့မှုရှိနေပေမဲ့လည်းစီးရေးပြတ်မှတ်မဟုတ်တဲ့ကျေးရွာတွေကိုပါလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်